ုံးဝင်လာပါလေအဟော channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကကျွန်တော်တို့မြန်မာစကားပုံလေးကြောင်းကိုလေ့လာမှာဖြစ်ပါတယ်ခေါင်းစဉ်လေးကတော့ဘဝကိုထိုးထွင်းမြင်နိုင်သောဉာဏ်ပညာမြန်မာစကားပုံများနဲ့မြန်မာခေတ်အောင်မြင်သူများကြောင်းဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ရဲ့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကရှိခဲ့တဲ့မြန်မာစကားပုံတွေကနေပြီးလက်ရှိခေတ်မှာဘလို့အောင်မြင်မှုတော့ချက်တွေကိုပြနေနေဆိုတာကိုလေ့လာပါမယ် ျွန်တော်တို့အားလုံးရဲ့စိတ်ဓာတ်ကိုမြင့်တင်ပေးမယ်ပထမဆုံးစီကပုံကတော့ကျိုးစားရင်ဖြစ်နိုင်လေဆိုတာပါပဲကန်တရားကိုပဲအခုနေနေလေကိုယ့်ရဲ့လုံလောက်ကိုအဓိကထားရမယ်လို့ဆိုလိုတာဖြစ်ပါတယ်ကဘာကျော်ဘတ်စကတ်ဘောကစားသမားမိုက်ကယ်ဂျော်ဒန်ရဲ့ဖြစ်ရမယ်ကိုကြည့်ပါမယ်သူဟာထက်တန်းကျောင်းလုံးကအကြောင်းရဲ့ဘတ်စကတ်ဘောအသင်းကနေ ထုတ်ပယ်ခံခဲ့ရပါတယ်ဒါပေမဲ့စိတ်ဓာတ်မကျပဲနဲ့နိုင်ပေါင်းများစွာဒီချက်ပြီးတော့ကဘာရဲ့အကောင်းဆုံးကစားသမားတစ်ဦးဖြစ်လာခဲ့ပါ ယ်။သူ့ရဲ့အောင်မြင်မှုဟာကံကောင်းလို့မဟုတ်ပါဘူး။သူကမလျှော့တော့ဆိုတဲ့ကြောင့်ဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့ဘဝမှာလည်းဘယ်တော့မှအရှုံးမပေးပဲကျွန်တော်လိုမျိုးဆွဲလုံးလောက်ကိုလက်ကင်ထားပြီးရှေ့ဆက်ရပါမယ်။ဒုတိယစကပုံဖြစ်တဲ့ရွှေသည်ရွှေမန်းသည့်ကြောက်သည်ကြောက်မန်းသည့်ကတော့တန်မိုးရှိသူအချင်းချင်းကို မြင်နိုင်စွမ်းရှိရလို့ဆိုလိုတာပါ။ မ္ဘာချမ်းသာဆုံးပုဂ္ဂိုလ်တဦးဖြစ်တဲ့ Warren Buffett ရဲ့ဖြစ်ရပ်ကိုကြည့်ပါ။သူဟာတခြားသူတွေပုံမှန်မြင်တဲ့ stock တို့မဟုတ်ကုမ္ပဏီရဲ့တကယ်တန်ဖိုးကိုထိုးထွင်းသိမြင်နိုင်စွမ်းရှိပါတယ်။သူက stock ဈေးကွက်တွေကိုမကြည့်ပဲစီးပွားရေးလုပ်ငန်းရဲ့အခြေအနေကိုသာကြည့်ပါတယ်။သူကတန်ဖိုးရှိတာကိုတန်ဖိုးရှိတာမှန်းသိတဲ့အတွက်အခြားရင်းနှီးမြှုပ်နှံသူတွေမမြင်နိုင်တဲ့အခွင့်အရေးတွေကိုရယူနိုင်ခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့လည်း Warren Buffett လိုမျိုး ်နှစ်ပေါင်းနောက်ွယ်ကတကယ်အရေးချင်းတွေကိုမြင်တတ်တဲ့ဉာဏ်ပညာတွေကိုဝင်းမိကြည့်ကြမယ်နော်တတိယစကားပုံလေးရတော့ကြားကရင်တည်တတ်တယ်အရှက်ရတာကပူဆိုးရယ်ဆိုတာပါ ဂုံတိတ်ခါကိုအသက်ထက်တန်မိုးထားဖို့ကတတိပီရာဖြစ်ပါတယ်။နိုင်ငံတကာစီးပွားရေးလောကမှာနာမည်ပြသွားတဲ့ကုမ္ပဏီကြီးတွေရဲ့ဖြစ်ရတဲ့အများကြီးရှိပါတယ်။ဥပမာစီးရင်လိမ်လည်မှုကြောင့်ပြိုလဲသွားတဲ့ Iron ကုမ္ပဏီလိုမျိုးပါသူတို့ကစီးပွားရေးရအရှုံးပေါ်တာတက်မတမာမှုကြောင့်လူအများရဲ့ယုံကြည်မှုနဲ့ဂုဏ်သိက္ခာကိုဆုံးရှုံးခဲ့ရတာကပိုပြီးဆိုးရတဲ့အကျိုးဆက်ကိုဖြစ်ပေါ်စေခဲ့တာပါ။ကုမ္ပဏီတစ်ခုလုံးပြတ်တုံသွားခဲ့ပါတယ်။ ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်မွေးကြောင်းဘဝမှာယူသားခြင်းပွင့်လင်းမြင်သာမှုရှိခြင်းကိုဒါအဓိကထားပြီးကိုယ့်ရဲ့သိခါကိုထိသိမ့်မှုအရေးကြီးပါတယ်စရဖတ်စကားပုံကတော့ပညာကိုရေလိုတော့မင်းလိုသုံးဖြစ်ပါတယ်။သင်ယူထားတဲ့ပညာကိုလက်တွေ့မှာထိရောက်စွာသုံးချထက်ဖို့ကိုတိုက်တွန်းထားတာဖြစ်ပါတယ်။ Facebook Commenter တီထောင်သူမဆုကဘက်က သူက Harvard တက္ကသိုလ်မှာကျောင်းတက်နေရင်လည်း programming ပညာကိုရေလိုတောက်ပြီးတော့သင်ခဲ့ပါတယ်။ပြီးတဲ့အခါမှာဒီပညာကိုစာရန်ပြုစုဖို့မဟုတ်ဘဲလူသားတအုပ်နဲ့တအုပ်ဆက်သွယ်ဖို့နည်းလမ်းကို ပြောင်းလဲပေးမဲ့ကဘာကျော်လူမှုကွန်ရက်ကြီးတစ်ခုကိုဖန်တီးနိုင်ခဲ့တဲ့မိလို့အသုံးချခဲ့ပါတယ်။ကျွန်တော်တို့ကလည်းပညာကိုသင်ယူနိုင်မပြီးပဲကိုယ့်ရဲ့အသိပညာတွေကိုလက်ရှိခေတ်ရဲ့ပြဿနာတွေကိုဖြေရှင်းဖို့အထောက်အကူအသုံးချနိုင်မှုများဖြစ်အောင်ကြိုးစားရပါမယ်။ နောက်ဆုံးစကားပုံကတော့လက်တွေ့မှအမှန်သိဖြစ်ပြီးစောက်ထဲကအသိပညာတွေထက်လက်တွေ့အတွေ့အကြုံတွေကသာအကောင်းဆုံးသင်ငန်းသင်ငန်းစာပေးရလို့ဆိုလိုတာဖြစ်ပါတယ်။ကဘာကျော်စူးဝန်တင်ထွင်သူအီလွန်မက်ရဲ့ဖြစ်ရပ်ကိုကြည့်ပါမယ်။သူဟာ SpaceX ကိုတည်ထောင်တဲ့အခါမှာဒုံးပျံတွေရဲ့စောက်ပတ်တီးဝီတွေကိုပဲအားကိုးနေခဲ့တာမဟုတ်ပါဘူး။သူဟာဒုံးပျံတွေကိုအချိန်မောင်းများစွာလွတ်တင်ခဲ့တယ်။မအောင်မြင်မှုကနေပြီးတော့သင်ငန်းစာတွေယူခဲ့တယ်။ပျက်စီးသွားတဲ့ဒုံးပျံတိုင်းဟာသူ့အတွက်ဆရာတွေဖြစ်ခဲ့ ခဲ့တယ်။နောက်ဆုံးမှာချားကုန်မြေထပ်ပုံမထရောက်တဲ့ဒုံမြန်နင်းပညာကိုဖန်တီးနိုင်ခဲ့ပါတယ်။ကျွန်တော်တို့ကလည်းရည်မှန်းချက်တွေကိုစာရွက်တွေပေါ်မှာပဲရှိမနေသင့်ဘူးပေါ့เนาะလောက်ကြည့်ခြင်းမှားယွင်းခြင်းတင်ယူခြင်းဆိုတဲ့လုပ်ငန်းရှင်တွေကနေတစ်ဆင့်သာအောင်မြင်မှုဆိုတဲ့အမှန်တရားကို တွေ့နိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကမြန်မာပညာရှင်တွေပေးခဲ့တဲ့အဖို့တန်စကားပုံတွေကိုမြန်မာခေတ်ရဲ့ Michael Jordan, Warren Buffett, Mark Zuckerberg တို့ကိုရှင်းမှန်နေတဲ့ပေါင်းဆက်ပြီးဘလို့ခင်မင်စွာတုံ့ချသွားလဲဆိုတာကိုတွေ့ရှိခဲ့ရပါပြီ။ဒီပညာတွေဟာကျွန်တော်တို့အားလုံးရဲ့အောင်မြင်မှုတွေ၊ကုန်သက်ခါရရှိတဲ့ဘဝတွေကိုပုံဖော်နိုင်ဖို့အားပေးနိုင်ပါစေကြောင်းဆုမွန်တော်တောင်းရင်းညှိကုန်းချလိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။